ဒီလက်ချက်လေးဒီလက်ချက်လေးတော်တော်ကြီးပဲချက်ချင်းရနေစားတယ် air go feather လို့လည်းပြောတယ်ပြီးတော့ဗာလဲမီးရုပ်ဆောင်နေလည်းပြောတယ်အဲဆိုတော့စုံနေတာပါပဲပောက်သွားတဲ့စကားကတော့လေဟိုပောက်သွားတဲ့စကားကတော့လူရောက်30နဲ့3ညမအိတ်တယ်ဆိုရယ်ဝတ်စုံပေါ့အဲ့ဒီအပိုင်းမှာလဲယဒူးတို့ကတင်းတယ်လောက်တာကိုယဒူးတို့ fashion designer အလုပ်ဆိုတာဒီတချို့တွေလည်းတင်တာတွေလည်းတွေ့ပါတယ်တယောက်တည်းလုပ်တယ်လူနှစ်ယောက်တည်းလုပ်တယ်လူသုံးယောက်တည်းလုပ်တယ်လူအလုပ်လုပ်တာချင်းတွေတော့ပုံစံမတူဘူးပေါ့ရဒူးတို့ကတော့ team work နဲ့သွားတယ် crew တွေနဲ့သွားတယ်ဆိုတော့ရဒူးတို့မှာ department တွေရှိတယ်အဲပတ်တန်ဆွဲတဲ့အပိုင်းရှိတယ် design ဘိုင်းရှိတယ် design ဘိုင်းဆိုလဲဒါ illustration တွေဆွဲတယ် sketch တွေဆွဲတယ်အမှမှာရဒူး tradition နဲ့လည်းဆွဲတယ်ပြီးရင် digital နဲ့လည်းဆွဲတယ် design ဘိုင်းရှိမယ် pattern maker ရှိတယ်ပြီးတော့အာကတ်တင်ပေးတဲ့အဖွဲ့ရှိတယ်ပြီးတော့မှချုပ်တဲ့အဖွဲ့ရှိတယ်ပြီးတော့မှရဒူးက finishing လို့ခေါ်တဲ့လက်ချုပ်လိုက်မိဘူးတိုက်ကျဲသီးတက်ပေသက်တဲ့အဖွဲရှိတယ်ပြီးတော့မှ creation လို့ခေါ်တဲ့ on air တဲ့အပေါ်ယံအလှဆင်တဲ့အပိုင်းရှိတယ်ဆိုတော့အယောက်30ဆိုတာဒီအပိုင်းကဏ္ဍအရင်းနဲ့လုတ်တာလေပြီးတဲ့ခါကျတော့ယဒူးတို့ကဒီ handmade တွေလုတ်တယ်ဆိုတဲ့အချိန်မှာတယောက်တည်းထိုင်လုံးနေလို့ပြီးတော့မှမဟုတ်တာယဒူးကပိတ်စာတွေညှက်ရတယ်ချုပ်ရတယ်ပြီးတော့မှအစာတွေတုတ်ရတယ်ပြီးတော့မှမီးမြိုက်တာတွေတို့တာတွေကတ်တာတွေအမွှေးမြင်းတွေအများကြီးအဆင်ဆင်လုတ်ရတာဆိုတော့သူတို့ဘုရားမှာမလုတ်ဘူးလို့နေမှာပါပြောတဲ့သူတွေလည်းလေ ပြီးတော့တချို့လည်းတွေ့ပါတယ်ငါတယောက်တည်းချုပ်ဝင်အောင်ပို့လာအောင်မယ်လို့ငါဒီတက်ပို့ချုပ်တတ်တယ်လို့ဆိုတာကြီးလည်းမြင်ရတော့ဟိုဝမ်းသာပါတယ်ဟိုတော်ကြရတယ်ပေါ့နော်ပျော်လဲပျော်ပျော်စရာကောင်းတယ်လို့မျိုးသူတို့လည်းချီးကျူးပါတယ်ဆိုတော့ဟို အဖွဲ့စည်းဆိုတာအင်အားဆိုတာကြီးမားလာတာပဲကောင်းတာပါဆိုတော့နောက်ခါကြီးကြလို့ရှင်လဲလူရောက်300လောက်နဲ့ရက်30ဝတ်စုံတွေဖန်တီးမှုတွေလဲဖန်တီးနိုင်အောင်ရတုလဲစူးစမ်းပါအောင်ပဲ Lucky Timers မြန်မာမှာ September 26မှ30ရက်နေ့ထိ Time City Jewelry မှာမှာကျင်းပမယ်တတိကျစိန်တဲ့ကြောက်တဲ့အထူးအရာပေါ်တော်ကြီးမှာပါဝင်ပြသရောင်းချပေးသွားမှာဖြစ်တဲ့ကြောင်းတတိကောင်းလေးပါချင်ပါတယ်။ပွဲ9ရက်တာကာလအတွင်းဝယ်ယူပြီးနှစ်နှစ်ပြည့်ပါကအမျက်900ရာခိုင်နှုန်း၊9နှစ်ပြည့်ပါက10ရာခိုင်နှုန်း၊10နှစ်ပြည့်ပါက20ရာခိုင်နှုန်းအမျက်အများဆုံးပြန်ပေးတဲ့အထူးအစီအစဉ်ကြီး ီဥချော်ရဲမက်ထဲကစီ Lucky Timers တမိုင်းတခြားအတန်ဆုံးတဲ့အထူးအသက်သာဆုံးစီအပြင်တခုဝယ်ရဲထက်ဆောင်900ခန်းလုံး discount တခုဝယ်ရဲထက်ဆောင်900ခန်းလုံး discount တုံးခုဝယ်ရဲထက်ဆောင်100ခန်းလုံး discount တို့ကိုထပ်မံခန်းစားခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်လုံးဝမရှုံးနဲ့အလဲအယောင်0%နဲ့နောက်ဆုံးဝယ်ယူခွင့်တို့ကိုရရှိနိုင်မယ်ပြင်လာရောက်ဝယ်ယူသူတိုင်းကိုတန်မိုးကြီးအိမ်သုံးလင်းစစ်ပစ္စည်းများကိုလည်းတခုဝယ်တခုမြတ်တာလက်ဆောင်အနေနဲ့ပေးအပ်သွားမှာနော်နက်ခတ်နေပကြီးဝီလာရီနဲ့စူပိုင်ခြေမှမှာချက်မြ ာတာနှွင့်ရင်ဝင်းတို့ဖြင့်နိုင်ငံကျော်ပွဲတဲ့အမှုပညာရှင်များစွာနဲ့တေးသက်ရှင်များစွာပါဝင်သီဆိုဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်ခုကတော့စုပြမင်္ဂလာဆောင်ပွဲလေးလက်ခံထားရတဲ့ခါကျတော့ပထမအဦးဆုံးပွဲလေးပေါ့နော်ပထမအဦးဆုံးပွဲငါပွဲလေးကပထမအဦးဆုံးပွဲလေးအတွက်အဓိကထားတော့ဂိုင်ဖြစ်နေတယ်။ဂျန်နာကတော့ပုံမှန်တိုင်းပါပဲ။တင်တန်းနေ တင်နေတယ် online class တွေတင်နေပြီးတော့အထယ်လေးလက်ခံနေအခုဟိုဒီစုပြည့်နဲ့တချင်းအတွဲလေးပြန်လုပ်ပြီးတော့အလုပ်ညာလုပ်လေးနဲ့ပြန်ကန်လှမ်းလာလေးလက်ခံထားတယ်အဲမနက်ဖြန်လဲစိန်ဆိုင်ဖွင့်ပွဲမှာအဲ ဟိုကနှစ်ပတ်လည်းမှလည်းရှိပါမယ်ဟုတ်အဲဝတ်စုံလေးဖန်တီးတာကတော့ရတုတယောက်တည်းကိုပိုင်စိတ်ကူး idea နဲ့လည်းမဟုတ်ဘူးပေါ့နော်အာအကိုလှတယ်လို့ချုပ်ပေးပါအကိုကြိုက်တယ်လို့ချုပ်ပေးပါလည်းမဟုတ်ဘူးရတုကပွင့်လင်းပြောရင်ဒီနေရာမှာဟိုဒီဇိုင်နာဆိုတဲ့အတုံးနှုံးတော်တုံးလို့အဆင်မပြေဘူး supporter ပဲပေါ့ဟိုကိုကဖန်တီးပေးရတာပံ့ပိုးပေးရတာပဲရှိတယ်ပေါ့နော်အဲ့မှာမှာဒီ season နဲ့ညီမလေးအလာရဲ့စိတ်တိုင်းကြဖြစ်စေခြင်းတဲ့အရာလေးတွေကိုအကောင်းဆုံးဖြစ်အောင် အဆုပြေလီခနာကိုပေါ်မရောက်ခင်အချိန်ထိအစွမ်းကုန်ပေးဆက်ခဲ့တာအတနိုင်ဆုံးပံ့ပိုးပေးခဲ့တာအဲ့တော့ဝစ်ပြီးသွားတဲ့အချိန်မှာလည်း YouTube ဗီဒီယိုလေးလည်းတင်ပြီးသားဖြစ်သလိုအဲ့လာလေးကလည်းအဲဒီလိုမြင်ငွေလေးရဖို့အတွက်အများကြီးလုံမလိုက်ရအောင်နော်အများကြီးပေးဆက်လိုက်ရအောင်နော်ဆိုသူလည်းအမောပြေပြီးတော့စိတ်ကျေနပ်တယ်ဆုပြေလီကိုကြည့်ရောလည်းကြည်နူးပီတီတွေဖြစ်ပြီးပျော်ပြီးရင်ခုန်စိတ်လှုပ်ရှားပြီးတော့ငယ်လေးလေးနဲ့ဝမ်းသာနေတာဆိုတော့နှစ်ယောက်လုံးပံ့ပိုးပေးရတဲ့ YouTube လည်းအမောပြေခဲ့တယ် ယခုယုံကြည်စွာနဲ့ရွေးချယ်ပြီးအလုပ်အပ်ခဲ့တဲ့အဲလာလေးလည်းစိတ်တိုင်းကြပြီးစိတ်ကျေနပ်ခဲ့တယ်။စုပ်ပြီးလေးနေနဲ့လည်းဒါပုံမှန်ဆိုရင် तू ကအတူမဝက်ဘူး။ तू ကိုယ်တိုင်လည်းမဝက်ရဲဘူး။ तू ပဲအလုပ်ပဲပွဲပဲတက်တက်လေ तू တိတ်ဝက်လေမရှိဘူးပေါ့နော်။ဆိုတော့ तू ကိုလည်းပြိတက်ကလုံးဝမမြင်ဘူး။ဒါပေမဲ့ main ကလေးဆိုတာကတော့အတူပြက်ကတော့ဝက်တက်တာပဲဝက်တာပဲအေးလူပေါ့ပါဖြစ်လို့လေ။ဒါပေမဲ့ဒါကြီးဒီပုံတင်တာလည်းမဟုတ်ဘူး။အာပြိတက်လည်းမသိရဘူး။ အဲ့တော့ LLE ကလည်းဆန္ဒရှိခဲ့တာဒီလေမြင်မှုနေကြမဟုတ်တာဝင့်နေကြမဟုတ်တာပြီးတော့ဟိုပရိသတ်လုံးဝသူ့ကိုမြင်မှုတဲ့ look မဖြစ်စေချင်တာဒီຢာရီအားလုံးကိုရဒူးကလည်းဖန်တီးပေးခဲ့တယ်ပံ့ပိုးပေးခဲ့တယ်ဆိုပြီးလေးလည်းသူမဝတ်ဘူးတယ်မမြင်ဘူးတဲ့အရာတခုပြီးတော့ဒါကြီးဒီလေ commercial ရိုက်ကူးရေးလည်းမဟုတ်ဘူးအလုပ်လည်းမဟုတ်ဘူး event လည်းမဟုတ်ဘူးပေါ့နော်သူဒီပေါ့ပေါ့ပါပါပဲကိုငယ်ဒိတ်တယ် coffee ဆိုင်ကိုခေါ်လာတယ်မွေးနေ့နေနဲ့သူတို့ dinner စားကြမယ်ဒါပဲ ကိုငယ်သည်လည်းပေါ့ပေါ့ပါပါပဲဒါအလုပညာရှင်တယောက်ဖြစ်တယ်မင်းသားတယောက်ဖြစ်တယ်နိုင်ငံကျော်မင်းသားတယောက်ဖြစ်လို့ကုတ်လေးနဲ့တီရှပ်လေးနဲ့ပေါ့ပေါ့ပါဝစ်လာတယ်။ဒါဂျင်းပေါင်းပြီနဲ့ပေါ့ပေါ့ပါဝစ်လာတယ်။ဆိုတော့ဒီနေရာလေးမှာတချို့ကတော့ဒီဂျင်းပေါင်းပြီနဲ့ဒီကုတ်နဲ့ဝစ်လို့ဆိုတဲ့အရာမျိုးလေးတွေလည်းမြင်တွေ့ရတယ်ဆိုတော့လေအာတဖိတ် coffee ဆိုင်မှာဒင်နာစားအောင် coffee date တဲ့မတိစေချင်တဲ့သူတယောက်ကဘလို့လို့ formal ကုတ်ကြီးနဲ့အပြည့်အစုံဘလို့လို့ဝင်မလဲပေါ့နော်။အဲ့တော့ ါလေးတွေကတော့နောက်ွယ်မှာမမြင်ရတဲ့အနေထားလေးတွေကိုဒီဓာတ်ပုံလေးတွေဗီဒီယိုလေးတွေပဲကြည့်ပြီးတော့မှသူတို့ဖြစ်စေချင်တာပါအဓိကတော့သူတို့စေတနာပိုကောင်းစေချင်တဲ့စိတ်နဲ့ပြောရတာချက်ချင်းရနေစားတယ် ergo feather လို့လည်းပြောတယ်ပြီးတော့ဗာလဲမီးရုပ်ဆောင်တွေလည်းပြောတယ်အဲဆိုတော့စုံနေတာပါပဲပောက်သွားတဲ့စကားကတော့လေဟိုပောက်သွားတဲ့စကားကတော့လူရောက်30နဲ့300မိတ်တယ်ဆိုရယ်ဝတ်စုံပေါ့ အဲ့ဒီအပိုင်းမှာလည်းယဒုရောကတင်းတယ်လောက်တာကိုယဒုရော fashion designer အလုပ်ဆိုတာဒီတချို့တွေလည်းတင်တာကြီးလည်းတွေ့ပါတယ်တယောက်တည်းလောက်တယ်လို့နှစ်ယောက်တည်းလောက်တယ်လို့သောက်တည်းလောက်တယ်လို့အလုပ်လောက်တာချင်းတွေတော့ပုံစံမတူဘူးပေါ့ယဒုရောကတော့ team one နဲ့သွားတယ် crew တွေနဲ့သွားတယ်ဆိုတော့ယဒုရောမှာ department တွေရှိတယ်အဲပတန်ဆွဲတဲ့အပိုင်းရှိတယ်ဒီဇိုင်းပိုင်းရှိတယ်ဒီဇိုင်းပိုင်းဆိုလဲဒါ illustration တွေဆွဲတယ် sketch တွေဆွဲတယ်အမှမှာယူရို tradition နဲ့လည်းဆွဲတယ်ပြီးရင် digital နဲ့လည်းဆွဲတယ် ဒီဇိုင်းပိုင်းရှိမယ်ဖတ်တန်မိတ်ကာရီရှိတယ်ပြီးတော့အာကတ်တင်ပေးတဲ့အဖွဲရှိတယ်ပြီးတော့မှချုပ်တဲ့အဖွဲရှိတယ်ပြီးတော့မှရူက finishing လို့ခေါ်ရဲလက်ချုပ်လိုက်မိဘူးတိုက်ကျဲသီးတက်ပေတတ်တဲ့အဖွဲရှိတယ်ပြီးတော့မှ creation လို့ခေါ်ရဲ online app တဲ့အပေါ်ရန်အလှဆင်တဲ့အပိုင်းရှိတယ်ဆိုတော့အယောက်30ဆိုတာဒီအပိုင်းကဏ္ဍအရင်နဲ့လောက်တာလीအ ပြီးတဲ့ခါကျတော့ယဒူးတို့ကဒီ handmade တွေလုပ်တယ်ဆိုတဲ့အချိန်မှာတယောက်တည်းထိုင်လုံးနေလို့ပြီးတော့မှမမဟုတ်တာယဒူးကပိတ်စာတွေညှက်ရတယ်ချုပ်ရတယ်ပြီးတော့မှအစာတွေတုတ်ရတယ်ပြီးတော့မှမီးမြိုက်တာတွေတို့တာတွေကတ်တာတွေအမွှေးမြင်းတွေအများကြီးအဆင်ဆင်လုပ်ရတာဆိုတော့သူတို့ဘုရားမှာမလုတ်ဘူးလို့နေမှာပါပြောတဲ့သူတွေလည်းလေ ပြီးတော့တချို့လည်းတွေ့ပါတယ်ငါတယောက်တည်းချုပ်ဝင်အောင်ပို့လာအောင်မယ်လို့ငါဒီတက်ပို့ချုပ်တတ်တယ်လို့ဆိုတာကြီးလည်းမြင်ရတော့ဟိုဝမ်းသာပါတယ်ဟိုတော်ကြရတယ်ပေါ့နော်ပျော်လဲပျော်ပျော်စရာကောင်းတယ်လို့မျိုးသူတို့လည်းချီးကျူးပါတယ်ဆိုတော့ဟိုအဖွဲ့စည်းဆိုတာအင်အားဆိုတာကြီးမားလာတာပဲကောင်းတာပါဆိုတော့နှောက်ခါကြီးကြလို့ရှင်လဲလူရောက်300လောက်နဲ့ရက်30ဝတ်စုံနေဖန်တီးမှုတွေလည်းဖန်တီးနိုင်အောင်ရတို့လည်းစူးစမ်းပါအောင်မယ်လို့ဒီလက်ချက်လေးဒီလက်ချက်လေးတော်တယ်ဒီလက်ချက်လေး င်္ဂလာအခုပေါ့နော်မင်္ဂလာပွဲတပွဲကိုလည်းရတုတို့ကပါဝင်ပတ်သက်ရမယ်ပထမဆုံးပွဲလေးဖြစ်တဲ့အခါကျတော့ရတုတောင်းဝန်ပေးထားတဲ့အချိန်မှာတောင်းဝန်ပို့ကြည့်တယ်ပို့ကူးဆိုက်ရမယ်အဲအခုဖြစ်တဲ့အခြေအနေလေးမှာရတုတို့အများကြီးအမျက်တွေထွက်ပါတယ်အများကြီးစင်ကျင်စရာတွေရောတတိထားစရာတွေရောပြုပြင်ပြောင်းလဲစရာတွေရောအများကြီးလဲပါတယ်လို့မျိုးရတုရဲ့ဖြစ်ရက်တစ်ခုကိုဝမ်းသာခြင်းနဲ့အားရပီတိဖြစ်နေမယ့်အစားဖြာခင်းပြီးနေရာယူနေမယ့်အစားငါတို့သူ့လိုမျိုးပြောမခံရအောင်ငါတို့ဘယ်လိုစင်ကျင်တဲ့နဲ့တတိထားတဲ့နဲ့ဆိုတာသင်ခန်းစာရှုမယ်ဆိုရင်လည်း ငွေမကုန်ပဲနဲ့မိတ်မပြက်ပဲနဲ့ကို့အတွက်အများကြီးကြိုးရှိသွားမယ်လို့မြင်ပါတယ်။တချို့မိတ်ဆွေတွေမှာလည်းတွေ့ရပါတယ်။ဆော့ဆော့ကပြောသလိုဟိုပွဲရှာတဲ့ပရိသတ်ကတသက်ရှိတယ်။ဒါမိတ်ဆွေတွေမှာလည်းရှိတယ်။တချို့ကပွဲလန့်တဲ့သူလည်းတသက်ရှိသလိုမျိုးတချို့ကကြတော့ဖြာခင်းတဲ့သူတွေလည်းတသက်ရှိတယ်။ဆိုတော့ယဒုကတော့ပွဲမရှာတဲ့သူမျိုးဖြစ်အောင်တသက်လုံးနေလာခဲ့တယ်။ယဒုတတန်တစ်ချောင်းလုံးပဲ။ဘဲပွဲမှာလည်းမှလန့်ခဲ့သလိုမျိုး ဘယ်ဖြားမှလည်းမခင်ခဲ့ဘူးသူများပြဿနာဖြစ်တဲ့ဆိုရင်အတက်နိုင်ဆုံးညင်အောင်နေတယ်ကိုဘသားကိုရိုးရိုးသားသားရေးရင်အောင်မှလူတွေကပြဿနာဖြစ်တဲ့အချိန်မှာငါ့ကိုဆောင်ရည်လာလားမသိဘူးနော်ဆိုပြီးဆွဲတွေးမိမှာပဲအစိုးပြအနေနဲ့လည်းနှစ်20ကျော်ကြာတဲ့အမှုပညာရှင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါထက်ဆင်အကယ်ဒမီလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သက်ကဝေဖန်ခြင်းဆိုတာဒီခန္ဓာရည်ရှိလို့အမှုပညာရှင်ဖြစ်တာခန္ဓာရည်မရှိလို့အမှုပညာရှင်တွေမှလည်းအများကြီးရှိတာပဲလေရလူငယ်ငယ်တွေကစိတ်နဲ့သက်ခဲ့ရအမှုပညာရှင်တွေအများကြီးရှိတယ်သူ့ကိုဝါသွားတယ်လို့ပြောလို့လို့သူ့ကိုပိန်သွားတယ်လို့ပြောလို့အမှုပညာလုပ်ကိုမလုပ်တော့တာလို့အဲ့ကွန်မန့် မခံစားနိုင်တော့ဆိုတော့ကိုရီးယားစိတ်နှစ်တရားတွေအမှုပညာရှင်တွေအများကြီးရှိတာပဲဝေဖန်တာကိုမခံနိုင်ဘူးပေါ့နော်အဲ့တော့ဒီလိုအမှုပညာလောကတွေကပျောက်သွားတယ်လို့လည်းရှိတယ်ဝေဖန်မခံကျင်တော့လို့ကိုယ့်အလုပ်ကိုလုပ်တော့တဲ့သဘောမျိုးပေါ့ဒါဆိုပြီးလေးတည်လေခန္ဓာကြီးရှိလို့ပဲ၂20ကျော်ကြာလာတာပေါ့ယတုလည်းပြောခဲ့တယ်လို့ပါပဲဂုံဖော်ပြီးပြောတာမဟုတ်ဘူးယတုဒီလည်းခန္ဓာကြီးရှိလို့12နှစ်ကျော်73နှစ်ကာလဒီဇိုင်းနာယတုဆိုပြီးရက်တည်လာခဲ့ရတာလေယတုဆိုရင်ဒါဒီနှစ်မှာခရက်မရှိတော့ဘူးလို့မျှော်လင့်ခဲ့ပေမဲ့ဒါဘဝရဲ့မေးမြန်းရတဲ့အမှတ်တရလေးဖြစ်သွားခဲ့တာနော် မနစ်ကလည်းကြည့်ရရှိတာပဲတနစ်ကလည်းကြည့်ရရှိတာပဲရှိပါရင်လူတိုင်းမှာပြဿနာကြီးရှိတယ်ကိုကထင်ပေါ်လာလေးလေးကြော်စောလာလေးလေးလူတိများလေးလေးပို့ပြီးကျက်ပြတ်လာလေးလေးလို့ပဲထင်ပါတယ်ယခုအနေနဲ့ဝမ်းတာပြီးခြေနှက်ပြီးတော့ဂုံယူနေတာမဟုတ်ပင်မဲ့ကြည်နူးပြီးပီတိဖြစ်ပါတယ်ကိုကဒီလောက်အတိုင်းတာဒီလောက်တစ်ခုထိလူတိလိမ့်မယ်လူစိတ်ဝင်စားလိမ့်မယ်လို့တခါမှလည်းမမျော်လင့်ခဲ့ဘူးတလို့မျိုးဒီလိုတိုင်းတိပြည်တိအထိ social media ဖြစ်တဲ့ platform တွေဖြစ်တဲ့ facebook tiktok YouTube ရှိသမျှ Telegram Channel ပေါင်းစုံမှာအားလုံးရဲ့ wall တွေမှာနေရာယူထားလိမ့်နိုင်မယ်လို့တခါမှမတွေးဘူးတလို့မျိုးကို့ကို့အတွက်အမျက်ကတော့ဘသူကမိတ်ဆွေအစ်စ်မှန်လဲဘသူကမိတ်ဆွေအတူရောင်လဲဘသူကတော့ shit တမျိုး꽌ရတမျိုးဘသူကကြတော့ comment မှာတမျိုး messenger မှာကြတော့တမျိုးဆိုတာလေးတွေကိုသိခွင့်ရတာအမျက်ပါပဲလာစုလား တော်လေးဟုတ်တယ်ကြားတယ်နော် yes သုံးတလုံးအပိုင်မယ်လူရောက်30နဲ့တုံးညမအိတ်တဲ့ဒီဇိုင်နာရထုအဲအဲ့နောက်မှာမှာချက်ချင်းတော့ feather ပြီးတော့ဗာလေမရုပ်ဆောင်ဆိုပြီးမဝတ်ဘူးဆိုပြီးကိုမတွေ့ဘူးဆိုပြီးမြင်နေကြမဟုတ်တဲ့ look ပြီးတော့မထင်းကျင်ဘူးမပေါ်ကျင်ဘူးအသားနဲ့တစ်ချက်သေးတက်ရောက်နေလို့ခြင်းနဲ့ heavy မဖြစ်ရဘူးဘလင်းမလင်းမဖြစ်ရဘူးဆိုတဲ့အရာတွေထဲမှာပဲလုတ်ပေးထားတာပါပြီးတော့ရထုကိုအမှန်တိုင်းဝတ်ခံမယ်ပြောမယ်ဆိုပြီးဝတ်ဆောင်ပုံအပ်တဲ့ဧည့်တဲ့သုံးရှိသွားပြီအဲ့တိုင်းဘူးပဲ ဆို390နဲ့တရားချတုံးပါပြီးတော့အိတ်ဝတ်စုံပဲထပ်အပ်တဲ့သူတွေလည်းရှိသလိုမျိုးသင်တန်းသားတွေလည်းအများကြီးထပ်တိုးတယ်ရထုတ်တော့ကောင်းတဲ့ຢာတွေပဲဖြစ်ခဲ့တာပါပြီးတော့ဒီ interview လေးတွေကနေလည်းပြောချင်ပါတယ်ကွန်မန့်တွေဖတ်ပါအောင်ကွန်မန့်တွေဖတ်ပါအောင်ဆိုတော့ အဲ့ကွန်မန့်လူတွေကကိုယ့်စီမှာအိမ်လာအပ်တဲ့သူတွေမှမဟုတ်တာလူတွေရဲ့ပြောတာကိုလည်းနားထောင်မအောင်ဆိုအဲ့လူတွေကကိုယ့်ကိုအားပေးတော့ကလည်းသူတို့ကလာမှမပြောဘူးလားကိုယ်မှန်တာတွေကောင်းတာတွေလောက်တော့သူတို့ကလက်ခုံမတီးဘူးပဲနဲ့ကိုယ်မှားပါတယ်ကိုယ်မကောင်းပါဘူးကိုယ်မကြိုက်ပါဘူးဆိုတော့မှဝိုင်းပြီးလက်ညှိုးထိုးနေရလေအဲ့တော့ကိုယ့်အိမ်မှာလည်းလက်ချုပ်လည်းလာမလိုက်ပေးဘူးထမင်းလည်းကိုယ်မချက်ပေးဘူးကိုယ့်အလုပ်လည်းဘာမှကုမလုပ်ပေးဘူးပဲနဲ့အဲ့လူတွေရဲ့ကွန်မန့်တွေကိုရုပ်ကိုဖတ်ပါအောင်ဆိုတော့ရုပ်ကဘာလို့အချိန်ပေးရမှာလဲသူတို့ကရုပ်ကိုအချိန်ပေးခဲ့ဘူးလားမှမဟုတ်တာလမ်းကြုံလို့လည်းဖြစ်ရင်ဖြစ်မယ်လေဒါမှမဟုတ်ရင်ငကိုတွေက ပုပ်ကိုကြီးကိုယတုကိုရှိရလေကွမ်းမန်နေမှာသူ့ကိုကြည့်မရကြပြီအတော်ပဲလို့ဆိုသူတို့အခွင့်ရေးစောင့်နေတာသူတို့ပြောဖို့တော့တော့ပြရသွားလဲဖြစ်ရင်ဖြစ်မယ်လာပြတယ်အမှုပညာရှင်တွေဆိုတော့ယတုရဲ့ဒီကောင်ကြီးကလေယတုပုံကြီးနဲ့ဗီဒီယိုကြီးနဲ့တင်တာပါဆိုတော့ပြန်ပြလိုက်တယ်ယတုဗီဒီယိုလောက်လဲသူ့ဗီဒီယိုကြီးကပေါက်လဲမပေါက်ဘူးလို့ဟုတ်တယ်မလား तू ပေါက်ချင်တာလေယတုဗီဒီယိုလောက်မှ तू မပေါက်တာ အဲ့ဒါကြီးကိုယတူကသွားဝင်ဆဲပေးလိုက်တာပဲဖြစ်ဖြစ်ဝင်ရှဲပေးလိုက်တာပဲဖြစ်ဖြစ်ဆို तू ပိုပေါက်သွားမှာပေါ့မလောက်ပါဘူး तू ပြောပါစီဟုတ်တယ်မလားပြီးတော့ဒီတစ်ခါဒီအခွင့်အရေးလေးရတော့ငွေပြောရမှာလေအများတန်းပြောခွင့်ရမှာမှမဟုတ်တာအဲ့တော့ယတူကိုဗီဒီယိုတွေတင်တယ် post တွေတင်တယ်အဲ့ဒီလူတွေအားလုံးလည်းကျေးဇူးတင်တယ်အဲ့တော့ကိုကြီးရွယ်ချက်တင်တဲ့ကိုလူကြီးကအကောင်းဆုံးလုပ်ကြတာပဲ တချို့ဆိုလဲကြံကြံပေးတယ်ဟိုဝက်ဆဲပါလားဒါမှမဟုတ်တယောက်ကိုဆဲခိုင်းပါလားအဲယဒူးကလို့အဲ့အစင်တန်းမှမဟုတ်တာလို့ယဒူးဖြတ်တန်းခဲ့တယ်တပိုင်းကြောက်တစ်လျှောက်လုံးရာဇဝင်မှမရှိခဲ့ဘူးလေလို့အဲ့တို့ကြောင့်မို့လို့ယဒူးကအဲ့လိုမလုပ်ပါဘူးလို့သူတို့ကိုကျေးဇူးတင်နေတာလို့ပြီးရင်ချစ်ရတဲ့တချို့နိုင်ငံကျော်ယဒူးနဲ့네ပယ်မတူတဲ့အလုပ်လုပ်တဲ့အဲတခြားပညာရှင်တွေကလည်းအကျဉာဏ်ပေးရတော့ဘာညာဆိုပြီးပြောရည်လည်းရှိတယ်လေရုပ်ကွန်မတ်အောင်မှလည်းပြန်လာမှန်းတာလည်းရှိတယ်အဲ့ချစ်ရတဲ့ဟိုအမတွေအကိုတွေပေါ့နော် တို့လည်းကျေးဇူးတင်ပါတယ်လို့ယေရုကကျေးဇူးတင်နေတာသူတို့ကြောင့်ပေါက်သွားလို့ပြောတယ်။ तू ကလည်းနာမည်ရှိပြီးသားဒါပရိသတ်အဆီဇင်တစ်ခုကတည်တဲ့သူလို့ပြောတယ်။ဆိုတော့ तू ကစလိုက်တာလို့လည်းပြောတယ်။ဆိုတော့ယေရုလာပြချတယ်။အဲ့ကျမှယေရုကတည်တာ။ဒါတော့အကောင့်နဲ့ဝင်ကြည့်လိုက်တော့ယေရုနဲ့လည်း friend ဖြစ်နေတာ။ဖြစ်နေရတဲ့ယေရုက post လေးတော့ share လိုက်တယ်ပေါ့နော်။ဟိုယေရုဒီ video လေးကိုလည်းပြန်ကြည့်နော်လို့ ကြည့်ပြီးရင်အကောင့်ထဲမှာ friend ဖြစ်နေတဲ့သူတွေရောလုပ်ငန်းနယ်ပယ်တူတဲ့မိတ်ဆွေတွေရောအခုဝေဖန်ကြသလိုအကြံဉာဏ်ပြုကြသလိုမျိုးဆဲကြသလို share ကြသလိုမျိုးဒီ video ကိုလည်းမဖြစ်မနေကြည့်ရကြည့်ပြီးတော့ share ရမယ်ပြီးရင်ဝေဖန်ကိုကိုကိုပြန်ပြီးတော့တုံးသက်ပြီးဝေဖန်ပြီးအကြံပြုရမယ်လို့ဗာအဲ့ video လေးထဲမှာဗာလဲဆိုတော့အဲလာလေးဘလောက်ကြိုက်တယ်ဆိုတဲ့အကြောင်းပရိသတ်တီးပျော်ရွှင်နေတာယရုဘလောက်ကြည်နေပြီတိဖြစ်နေတာဆိုပြေလေးဘလောက်တိကြည်နူးပြီးတော့မှပျော်ရွှင်နေတယ်ဆိုရယ်အားလုံးပါတယ်ဒါပေမဲ့ ဆော့ဆော့ share တဲ့သူတွေ share တဲ့သူတွေအကြံပြုနေတဲ့သူတယောက်မှမပါဘူးအဲ့လိုဆိုတော့အားလုံးကျေးဇူးတင်တယ်ဆိုရဲအကြောင်းလေးပြောချင်ပါတယ်။ဟုတ်ကဲ့ပါမင်္ဂလာဝတ်ဆုံလေးမှာလည်းအခုဒီဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးရေတူကသင်ခန်းစာယူပါတယ်အတွေ့အကြုံလေးယူပါတယ်အားလုံးရဲ့ဝေဖန်အကြံပြုတာတွေကိုလည်းချစ်ခင်လေးစားပြီးတန်ဖိုးထားပါတယ်ကွန်မန့်တစ်ချောင်းစီတိုင်းကိုလည်းတန်ဖိုးထားပါတယ်မခံစားပါဘူးလေးစားပါတယ်ကိုယ်အချိန်ပေးပြီးတော့မှအာဒါစိတ်ဝင်စားလို့ပြောပြတဲ့သူတယောက်တိုင်းကိုချစ်ခင်လေးစားပြီးတန်ဖိုးထားပါရယ်ဒီထက်ပိုကောင်းအောင်ပို့ကြိုးစားပါအောင်မယ်အဲ ပို့ပြီးတော့မှအားလုံးအကြိုက်တွေ့တယ်အားလုံးကြိုက်နှစ်သက်တဲ့ထတ်တူကြတဲ့ဝတ်စုံမျိုးလေးဖြစ်လာဖို့အတွက်3ညလူရောက်30နဲ့လူရောက်30နဲ့3ညမအိပ်တဲ့ဒီဇိုင်နာရေတူကနေကိုကြိုးစားပါအောင်မယ်လို့ခတိပေးပါရခင်ဗျာကျေးဇူးများကြီးတင်ပါရယ်ဒီကိစ္စလေးပြီးသွားရင်လေဝေါ်ထဲမှာရော TikTok ထဲမှာရော Page မှာရော YouTube မှာရောအများတန်းအခုလိုပဲစီကားစွာနဲ့လာလဲပါအောင်လို့ဖိတ်မှန်တကားပြုပါရခင်ဗျာကျေးဇူးပါ